အသားရေပို့ပြီးတော့ကောင်းလာတယ်အပေါ့နော် skin ရေဆိုကြည်လာတယ်ပေါ့နော်ဆိုတော့ဒီဟာတွေကအလီမမမျက်သူဒါ treatment ယူတာနှစ်နှစ်လောက်ပတ်ဝန်းကျင်လောက်ရှိလာချိန်မှာမျက်သူရတဲ့ result ကအကြည့်လိုက်ရင်နုပြုံနေတယ်လောက်ထွက်တယ်ပြီးအသားရေအရင်တော့မောက်တိမှာ watch တက်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 လေးတွေအများကြီးရှိရလဲနော်အခုဆိုအဲ့ဒီဟာတွေမရှိတော့ဘူးပေါ့အဲ့ဒါတွေကတော့မျက်သူပုံမှန်အဒီမူဒီမောအစက်တစ်မှာ treatment ယူရဲအကျိုးကျေးဇူးတွေပါအဲပြီးတော့ကိုကလည်းအမြဲတမ်းဒီမှာမိသားစုလိုမျိုးဖြစ်နေတဲ့အခါကျတော့ဒီ global aesthetic ကနေကြည့်မှုတဲ့ ဒီပွဲမှာလီမွန်ပါဝင်တယ်ဆိုတော့ကိုယ်လည်းမိသားစုဝင်နေတဲ့တက်ရောက်ဖြစ်သွားပါအာနေသူဒီပေါ့နော် aesthetic ဆိုရဲဒီပေါ့နော်အာ clinic လောက်ခေါမလားမသိဒီအလားပရေးရထိမ့်သိမ့်မှုကိုအာစတဲ့အချိန်မှာမြတ်သူအာဒါဒုတိယမြောက်ဆိုင်ပေါ့ရှေ့ရဆိုင်ရတော့မြတ်သူပေါ့နော်မမမမရှိတော့ဒီမမားမြတ်သူနှစ်နှစ်နေပါဟုတ်တယ်နှစ်နှစ်လောက်နှစ်နှစ်နေပါလောက်ဖြစ်သွားပြီပေါ့နော်ဒီနှစ်နှစ်မှာမြတ်သူရဲ့အသားရေပို့ပြီးတော့ကောင်းလာတယ် အပေါ့နော် skin တွေဆိုကြည်လာတယ်ပေါ့နော်ဆိုတော့ဒီဟာတွေကအလီမမမျက်သူဒါ treatment view ကတစ်နှစ်လောက်ပတ်ဝန်းကျင်လောက်ရှိလာအချိန်မှာမျက်သူရရ result ကအကြည့်လိုက်ရင်နုပြုံနေတဲ့လောက်ထွက်တယ်ပြီးအသားကြီးအရင်တော့မောက်တိမှာ watch တက်တက်တက်လေးတွေအများကြီးရှိရလေနော်အခုဆိုအဲ့ဒီဟာတွေမရှိတော့ဘူးပေါ့အဲ့ဒါတွေကတော့မျက်သူပုံမှန်အဒီမူဒီမောအစက်တိမ်မှာ treatment ယူရဲအကျိုးကျေးဇူးတွေပါအဲပြီးတော့ကိုကလည်းအမြဲတမ်းဒီမှာမိသားစုလိုမျိုးဖြစ်နေတဲ့အခါကျတော့ဒီ global aesthetic ကနေကြည့်မှုတဲ့ ဒီပွဲမှာလီမွန်ပါဝင်တယ်ဆိုတော့ကိုကလည်းမိသားစုဝင်နေတဲ့တယောက်ဖြစ်သွားပါမြစ်သူကအကြိုက်တာကရေတဲ့ဖြစ်ရကြိုက်တယ်ဆိုတော့မြစ်သူကအသားကြီးချောက်တဲ့အမျိုးဆိုတာကကြောင့်ရေတဲ့ပြည်လာရင်အရေပြားလေးကကြည်လင်နေတော့အဲ့ဒါကိုကြိုက်တယ်အဲ့ဒါကိုလုံးနေရင်းနဲ့မှာတို့ကဒီကာဗွန်လေဇာဟောလိဝုဒ်လေဇာလို့လည်းခေါ်တယ်အဲ့ဒီဟာကိုတင်သွင်းတဲ့ချိန်မှာဒီမဲမဲမြင်တိုင်းကာဗွန်မထင်ပါနဲ့ဆိုတော့ဟာလေးကဟောလိဝုဒ်လေဇာပေါ့နော်အဲ့ဒါလေးရတဲ့ခါမှာအမားလေဇာရုပ်ကြည့်ပါလားဆိုတော့ကိုကဟာလေဇာဆိုမလို့ဘူးကိုကလေဇာလို့ကြားရင်ကိုကြောက်တာ တတက်ရောင်ကြည့်ကြည့်ရမလားအဲ့လိုမျိုးလေအဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲ့ဒါပေါ့နော်အရင်ပြင်းမယ်ပေါ့ကိုရဲအတိအကလေးစားဆိုပြင်းနေပေါ့အဲပြင်းနေကြတာကုထိုးပြီးပေါ့ဆိုအာညင်းနေမှမဟုတ်ဘူးဒါကလေးစားတပြော့အပြော့စားလေးမျက်နှာဘာမှမဖြစ်ဘူးပေါ့နော်ကိုကောင်းမွန်လာတယ်ကိုမျက်နှာမှာရှိတဲ့အမတို့ဆိုရင်ဒီ dashboard တွေရှိတယ်အဲ့ဒါတွေပြနေလောင်ထားတဲ့မင်းညင်ညစ်တွေရှိတယ်အဲ့ဒီဟာတွေကိုသူကဖြစ်ပြပေါ့နော်အာဒါတွေကိုကုစားပေးတာဆိုတဲ့အခါနောက်ချွေးပေါက်ကျဲတာကိုကျင်းကျဲရဆိုတော့တော်တော်နားချယူရတယ် ်အခုတော့ကိုကနှစ်ဖက်မပြည့်ကိုလှုပ်ချင်နေရအမမရသနှစ်ဖက်တစ်ခါပဲလှုပ်ရပါတော့နော်အဲ့ဒီကလှုပ်ချက်တယ်အနောက်ပြီးတော့ခါကျနော် hair remover ဒါတော်တော်လေး hair remover မြင့်တော်နည်းနည်းခုနလိုပေါ့နော်နည်းနည်းအမွေးညင်းတန်တဲ့မြေသွေးဖြစ်တဲ့အခါကျတော့ဒီ hair remover တော်တော်လေးကိုအဆင်ပြေတာအာ၅ချိန်လောက်သူလည်းနှစ်ပတ်တစ်ခါပဲလှုပ်ရတယ်၅ချိန်လောက်မှတိတိတတာနဲ့ကိုကအမွေးတွေကဟိုတော်တော်လေးကိုပါသွားပြီးထွက်လာလဲမွေးညင်းနှုတ်လေးလို့ဖြစ်သွားတယ်ညီတော်ဆိုအဲ့လိုနည်းနည်းပေါ့ငယ်ငယ်တော့ကမသိတော့ဂျုတ်တွေနဲ့ရိတ်ကြတယ် ။နေ့တဲ့ခါကျတော့အသားကြီးကလည်းမဲမဲကြီးဖြစ်တယ်။ပြီးတဲ့ခါကျတော့မှုညစ်နေတာပိုတန်ပြီးတော့အဲ့လိုမမာကြီးတွေဖြစ်တာပေါ့နော်။ပြီးထားတော့ဇာကရနဲ့ဆွနှုတ်ငငယ်တော့ဘာမှမသိတဲ့ခါကျတော့အဲ့တော့မှုညစ်အိတ်တွေကနေပြီးတော့ဒီခါပြန်ပေါ့ပေါ့နော်။အဲ့တော့အာဘူးတွေပါဖြစ်တာတွေပါရှိတယ်။ဒီဒီ hair remover ဒီကလုတ်တဲ့အခါကျတော့လေပြီးတော့သူ့ဟာတစ်ခုကောင်းတော့အဲနဲ့သူကရေခဲပါပေးထားတဲ့အခါကျလုံနေတော့မှနာလာကျင်တာလည်းမရှိဘူးအဲ့ဒါပူရာဆက်တာလည်းမရှိဘူးအဲ့ဒါတော်တော်လေးကိုအဆင်ပြေအဲ့တော့အဲ့ဒါလုတ်တယ်ပြီးတော့ healing လည်းလုတ်တယ် ဟီးလင်းကကြာအဓိကသပင်ပေါ့ပြတ်တော့ဟောသပင်เนี่ยနည်းနည်းဥိရပြန်ပါကျင်လာပြီတက်ကြီးလာတဲ့ခါကြာပြီးတော့ဒီကော်ရီသုံးနေသပင်นี่လွဆွဲပြီးထုံးတဲ့ခါကြာဒီຢာတွေကအပပလာအဲ့မှာဒီကဟီးလင်းဆက်မှာမြတ်တော်ဒီသပင်လေးသပင်ရတော့သူကအဲ့လိုပါရှော့ပြီးကစားပဲလုပ်လို့ရတယ်အဲ့ရှော့ပြီးကစားအဲ့ဒီဟီးလင်းလောက်တဲ့အဲ့ဒါလေးမြတ်တော်လုပ်ပါပဲအဲ့တော့မြတ်တော်လေးအမတယောက်ကမြတ်တော်အကြံဉာဏ်ပေးတာဘာလဲဆိုတော့ကိုကစကင်ကေးတွေဝယ်ထားပြီးတော့ပုံမှန်မလင်းဖြစ်တဲ့အခါစကင်ကေးတွေက expire ဖြစ်သွားတယ်အဲ့လိုဖြစ်မဲ့အတူတူဒီလိုမျိုး clinic ပေါ့နော် aesthetic နေရာမှာ တစ်ခါပုံမှန်သွားတာကကိုစကင်းငင်းလောက်တာနဲ့ဓာတ်ရိုက်ချိုးကြအဲ့သူကြအခါကျပြင်းနေကွာသိလားမလောက်ချင်အောင်ဟာနှမျိုးသုံးမျိုးစိတ်ကလည်းမရှိဘူးလေနော်အဲ့တော့တအားအချိန်ပေးမလောက်ဖြစ်တဲ့ဟာတွေရှိရပြင်းကတော့ချိုးဆိုရှိရတကယ်သိချင်တယ်လို့ရှိရကြားဘူးလေတကယ်စကင်းငင်းလေးအလိုနိုင်ခုလောက်ကြအောင်လိမ့်တဲ့အသူတွေရှိအရန်ကောင်းတာပေါ့နော်လိမ့်တာတိတိတာကိုကြတော့ပြင်းနေ ပပ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 လို့မြ мян ပြီးပြီးရောလုံးကျင်တာဆိုတော့အဲ့လိုဆိုတဲ့အခါကျတော့မြစ်သူတို့ကတော့ပုံမှန် skin skin လုံးနေတဲ့အာထက်ကတိတ်အချိန်မပေးပြဘူးအဒီလိုမျိုးနှစ်ပတ်တစ်ခါလေးအဒီ clinic ပေါ့နော်ဒီ aesthetic ကိုသွားပြီးလုံးတာမြစ်သူတို့ကပိုအဆင်ပြေပြီးတော့ဒီနှစ်ပတ်မှာအသားရေတော်တော်လေးကိုတိတိတတလေးကိုပြောင်းလဲလာတယ်အဝတ်ချန်နေတိတ်မရှိဘူးပေါ့နော်နောက်ပြမြစ်သူအဲ့လို ပြုတ်ပြင်ရတာမကြိုက်ဘူးထိမ့်သိမ့်နေဆိုတော့ခေါင်းစီအောင်မှမြက်သွားနေတယ်အဲ့မြက်သွားထိမ့်သိမ့်ထားရတယ်ပေါ့နော်ဒါတော့ဒီလို aesthetic တွေမှာအာပြုတ်ပြင်လို့လည်းရတယ်ဥမာနှကုံနှကောင်းလေးပိုလာခြင်းနဲ့မေးစီလေးပိုလာခြင်းနဲ့ဒါတွေကတော့ကိုယ်ရဲ့စိတ်နဲ့ကိုယ်ကြိုက်တာမျိုးဆိုတော့လုပ်ဖို့ရတယ်ဒါပေမဲ့နေရာတစ်ခုပဲကိုယ်ယုံကြည်စိတ်ချရလား တကယ်ကိုအမကန်ချက်ပြေဟွာရှိလားဘလုံးပြပစ္စည်းတွေကိုတုံးတာလေအဲ့ဒါတွေကိုတိတိချာချာလေးလေ့လာအကဲခက်ပြီးမှကိုဘာလုံးတင်နဲ့ကိုဘာမှလုံးတင်ဆိုတာကိုရွေးချယ်စေချင်ပါတယ်မြင့်သူတို့ရဲ့အသက်ရွယ်ကလေဟိုဘာထိမ့်သိမ်းရတော့မယ်ငငယ်တော့တော့ငယ်ကုန်နဲ့လှကြတယ်ငယ်ကုန်နဲ့ငယ်ကုန်ကဘလို့ဖြစ်ဖြစ်လှတယ်ကွာအမေကြီးလာတဲ့အခါကိုယ့်ရဲ့ခန္ဓာကိုယ်ကအာဒီဇီဝဖြစ်စဉ်တွေကတဖြည်းဖြည်းနဲ့ညော့လာပြန်ပြီးတော့အရင်တော့ဆိုမှကအနာဒါရှာတယ် မြ мян ပြန်ကျက်လွယ်တယ်ဒါပေမဲ့အသက်ကြီးလာအချိန်မှာအဲ့လိုမျိုးမြ мян ပြန်သိကျက်မကျက်လေတော့ဥပမာမျက်တောင်နေဆိုလည်းအဲ့လိုပဲကျွတ်ကုန်ငငယ်ငယ်တော့ကျွတ်သွားရင်ပြန်အစ်ထွက်တယ်အသက်ရဲ့ပိုင်းခြားတစ်ခုမှာပြန်ထွက်ဖို့ကနှောင့်နှေးကြံ့ကြာ ်။အဲ့တော့ကိုရီးယားထိမ့်သိမ်းရမယ့်အရာတွေဖြစ်လာတာပေါ့နော်။ဟိုမှာကတော့ကိုလာဂျင်ခဏကိုကိုလာဂျင်ထုတ်ပေးတဲ့နှုန်းနည်းလာပြီဆိုရင်ကကိုလာဂျင်ဖြစ်မဲ့အခုအရိုးတွေကိုပြုတ်တောက်တာလို့အဲ့လိုမျိုးတွေပေါ့နော်။အဲကိုလာဂျင်အဲနှုတ်ဆော်ပေးတဲ့အရာတွေလောက်တာလို့အဲ့လိုလုပ်ရတာ။တော်တော့ထိမ့်သိမ်းမှုဆိုရဲခေါင်းစင်အောင်မှနေတယ်အဲ့တော့ကိုယ့်ကိုကြည်လိုက်ရင်ဟိုအရင်ငဲသွားတဲ့လုတ်တော့မထွက်ဘူးဒါမဲ့ကိုယ်ရှိတဲ့အသက်အရွယ်မှာတော့အဲအဲပေါ့နော်အသက်ကလေးကထိမ့်နေတာပေါ့ဟုတ်နမဲတော့ပြောလို့မယ်ဆိုလူလူချေဆို အဲ့ဒါကအားလုံးချစ်တဲ့တွေအကုန်ကြည့်လာတာပိုနှလာတယ်နော်ဆိုတော့ကိုကိုကိုပို့ပြီးတော့ချစ်တက်လာသလိုခုနလိုပေါ့စကင်ကင်းမျက်နာမှာမဟုတ်ကိုယ့်ရဲ့ခန္ဓာကိုယ်အသားရည်ကိုပါထိမ့်သိမ့်လာတဲ့အခါအရွယ်တစ်ခုအချိန်တစ်ခုမှာတိတိတသားလေးကိုကိုယ်ပြန်ပြီးတော့ကောင်းကျိုးရလက်တွေပေးပါတယ်လို့ပြောချင်ပါတယ်ရှင်။အဲအမြင့်တော်ကလေဟိုပေါ့အမျိုးသမီးတွေကိုအဲ့လိုပေါ့နော်ခွန်အားပေးခြင်းနဲ့အလားပါအရင်ကြီးကနှိနှောတိုင်ပင်ပေးခြင်းနဲ့ဘာလို့ဆိုတော့မြင့်တော်ကအရင်ကြီးတော့အစွန်းမရဘူး။မြင့်တော်ကပြုပြင်နာကိုအားမပေးပေမဲ့ထိမ့်သိမ့်နာကိုတော့အားပေးတယ်ရှင်။ ဆိုတော့ကိုယ်အသက်အရွယ်တစ်ခုမှာဒီလိုမျိုးကိုယ်ကထိမ့်သိမ်းထားတဲ့ဟာကိုယ့်ရဲ့ပတ်ဝန်းကျင်မကိုယ့်ရဲ့မိသားစုဝင်မှာတော့ကွာတယ်ကာကြရယ်ကိုယ်ကအိမ်မှာဆိုရှိရယ်အဲအဲတူလေးဆိုရယ်ဒီတိုင်းသူ့ကိုကြောင်းသွားပို့မယ်ဆိုအဲ့လိုအဲ့ကညက်ဝင်သွားတော့မကြိုက်ဘူး မလာပါလေအင်ကြီးလဲအောင်လေအဲ့လိုမျိုးဆိုခိကအဲ့လိုပြောင်းလဲတာပြီကလေးတွေကဆိုမိသားစုဝင်မှာဟိုအစားပေါ့နော်အဲ့လိုဟိုလှလာလေးကိုသဘောကျလာတယ်အဲ့ဒါဆိုအေးပေးခြင်းနဲ့အဲ့သာတီလေးသွားမယ်အဲ့လှလင်သူအပြင်ထွက်ခြင်းနဲ့အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့ကိုယ့်ရဲ့မိသားစုဝင်မှာလဲကိုကိုကိုယုံကြည်မှုရှိဖို့အတွက်သူရဲ့ပေါ့နော်အလေးထားမှုဆိုကိုကအဲ့လိုပေါ့နော်ဘယ်လိုပြောမလဲချောရှိတယ်ဟာမဟုတ်ဘူးချိန်မပေးတော့မဟုတ်ဘူးကိုကိုကိုချစ်ဖို့ကိုကိုကိုပေါ့နော်ထိမ့်မင်းမင်းမြတ်တော့နေစေခြင်းနဲ့အဲ့ဒါကိုယ့်ရဲ့မိသားစုဝင်ကိုယ့်ရဲ့လုပ်ငန်းခွင် 我要的你啊，来嘛！我个狗熊欺负死你！ ့လိုပါအလားတရားနဲ့ယုံကြည်မှုကတွဲနေတဲ့အခါကျတော့ဘာပဲလုပ်လို့ကွာစိတ်ချမ်းသာပြီးပြုံးပြော်ရွှင်ပြီးကိုယ့်ကိုယ်ယုံကြည်မှုရှိနေတယ်။ယုံကြည်မှုရှိတယ်လို့လည်းဖြစ်နေပါလေတည့်ရမလား။ဘယ်လိုမသွားခြင်းဟုတ်။ဟာဘာလဲမသိဘူး။ငါကအနက်နက်နေရလားမသိလို့ဖြစ်ဘူး။ကွာကိုယ့်ကိုယ်ယုံကြည်မှုရှိရင်အော်တိုမက်တစ်လာတယ်။အဲ့လိုမျိုးလေးပါနော်။ဟုတ်ကဲ့။အဲ့တော့မြို့သမီးတွေကိုဟိုအစိုးရပြီးလှစီခြင်းတာမဟုတ်ဘူး။ကိုယ့်ရဲ့ရှိတဲ့အသားအရည်ကိုထိမ့်သိမ့်စီခြင်းနဲ့ကိုယ့်ရဲ့ရှိတဲ့ပေါ့ကျမရည်ကိုထိမ့်သိမ့်စီခြင်းနဲ့အဲ့ဒီကောင်းစီရနေပြီးမြတ်တော်အဲ့လိုမျိုးကြီးမော်ဒီလေးပေးခြင်းပါ။ဟုတ်ကဲ့ပါ။ပေါ့နော်မြို့သမီးတွေပေါ့အာ ကျမ်းမာရေးလှုပ်ဆီခြင်းပါတယ်ပြီးတော့ ထိမ့်သိမ့်နဲ့လှပခြင်းမျိုးနဲ့ထိမ့်သိမ့်စေခြင်းပါတယ်။ဘာလို့လဲဆိုတဲ့အခါကျတော့မြတ်သူတို့တွေပေါ့နော်မြို့သမီးတွေကကိုယ့်ရဲ့မိသားစုတွေမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အမြဲတမ်းကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေဖို့လိုပါတယ်။ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရဲ့နောက်မှာတော့အာကျမ်းမာခြင်းနဲ့အလှတရားလေးရရှိပါတယ်။ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့ဆိုတာကိုယ်ကလှပနေဖို့လိုတယ်ကိုယ်ကျမ်းမာနေဖို့လိုတယ်။လှပရဲဆိုတာကအခုခေတ်မှာမိတ်ကပ်တွေလိမ့်နေအလှပဆိုတာတော်တော်ကြီးကိုမရှိတော့ပါဘူး။အာ skin care သုံးမယ်နောက်ပြီးတော့ကိုယ့်ကိုယ်ကိုပုံမှန်လေးပေါ့ skin treatment လေးယူမယ်။အဲ့လိုမျိုးလေးလုပ်ပြီးတော့ကိုယ့်ကိုယ်ကိုအချိန်ပေးပါ။အဲ့လိုကိုယ့်ကိုယ်ကိုချစ်ပါ ါကိုကိုကိုချစ်မကိုမိသားစုနဲ့ကိုပတ်ဝန်းကျင်ကိုလုပ်ငန်းခွင်ရလူရကိုချစ်မမလို့ပါရှင့်အားလုံးပဲအာကျမ်းမာကြပါစေလှပကြပါစေကျေးဇူးတင်ပါတယ်